ကိုယ်စင်းတို့ဒီကိုယ့်ရဲ့စကံချင်းနဲ့ကျင့်နေတာအဖြေမှန်ပါလို့တာလေလို့မေးလို့ရှိရင်ဝံမိကတော့ရဖာဒီဟူသောဒေါသအကျိုးမဲ့ပယ်နှုတ်တာတတိကဥဒ္ဓမနာသမုတ်စီတာပယ်နှုတ်တာနောက်တကအာတိသောမသုတ်တံရငိုကြီးလေးကောင်မှလွတ်ပြီဆိုတဲ့နေရာကိုရောက်အောင်ပို့တာအခုမှလွတ်တာနှုတ်ချင်းငွေလေးကောင်နဲ့ကတက်တက်ကြိုက်တယ်ဒါကြောင့်ဘဝင်ကြကြသွားပြီမသိလို့ဘဝင်တက်ကြီးပြန်ပြီဒါကြောင့်တိခံပြီးစောင့်ကြည့်ရပြန်ပြီစူးစမ်းပြီးဆုံးတော့ပြန်ပြီး အဲ့တော့ဟောတခါလွတ်သွားပြန်ရင်နောက်တခါလွတ်ချင်မှလွတ်တယ်ဆိုတော့ဟာရှိသေးဒီတခါကျတော့နောက်တခါဆိုတာမရှိတော့နော်ဝေလေးကောင်လာကြိုက်လို့လည်းမရတော့ဖားပြီးတော့ဒေါသလည်းဖြစ်လို့မရတော့တာဒါဒီကလေးအေးနေတဲ့နေရာလေးချုပ်နေတဲ့နေရာလေးဒီကလေးဒါဒီဖားလွတ်တဲ့နေရာမွေလွတ်တဲ့နေရာဆိုတော့ဟောမြတ်မြတ်စွာဘုရားဟောတဲ့သုတ်တန်ရတစ်ထည့်ပဲရှိသေးတယ်အရိယမတ်နဲ့အဝေးကြီးကြံသေးတယ်ဒါရင်ဝေးတယ်ဆိုတာမဟုတ်ဘူးဦးစင်းနဲ့ကျင်းလို့ကတော့ကျင်းတဲ့ဘက်ကမြန်ရင်မြန်တယ် နော်ကျင့်တဲ့ပုဂ္ဂိုလ်အားရဆိုင်ဉာဏ်နဲ့အကြိုက်မဟုတ်ဘူးဒီဥဒင်းစာအုပ်တဲ့ကျမ်းစာအုပ်ထဲမှာလည်းအာမခဏပြီးတာမဲ့နဲ့အသက်နဲ့လဲနိုင်မယ်ဖြောင်းယူတဲ့စိတ်ရှိရမယ်ဖြူစင်းတဲ့စိတ်ရှိရမယ်အဲဆရာသာနာထောင်းတဲ့အင်္ဂါရက်ဒီနဲ့ညီလို့ရှိရင်နှစ်လနဲ့ရပါမယ်လို့စာအုပ်ထဲလည်းပြန်ရေးထားတယ်။ဒီတည်းမကြဘူး။နော်။အဲဒါလိုချင်တာကဦးဇင်းတို့ရှေ့နူးညံ့သိမ်မွေးတဲ့ပရမအာယုံကိုညှို့မဲ့စေကလေးရ။အောက်ကဝင်လာတဲ့နေရောလှုပ်ကြည့်ပြညာနဲ့ရှင်းပြလို့ရပါမယ်။ အခုတော့မာပလင်အောင်လေးတော့တဏလည်းမပေါ်လာတော့မိမတော့တော့နောက်ကျောင်းနောက်ကျောင်းပြန်ပြီးတော့ပြုပြင်စရာလိုသေးလားအဲ့တော့မှဒီစိတ်ကရှိကိုညွတ်တော့အရိယာမကိုတက်တော့မယ်နိဗ္ဗာန်တရားကိုဆောင်းတော့မယ်နုညသိမ့်မွေးတဲ့ပရမတ်အောင်နေကိုရှေ့ရှုတော့မယ်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဖာဒီဥသောဒေါသနဲ့မွေဒီဥသောဓာလေးပါးကိုလွတ်အောင်မယ်လို့ပထမဆုံးပြောတာနော်ဘယ်မူနေချင်းချင်းဘယ်ရှားနေချင်းချင်းခန္ဓာပါတယ်ပါရင်ဖောက်ပြန်မယ်ဖောက်ပြန်တဏမပေးရသေးရင်တဏသည် ဒေါသနဲ့ဒေါကနဲ့ချုပ်ဆက်ပြီးချုပ်ဆက်ရင်စီးရင်သူ့ကိုပရမဇန်နဲ့ပယ်နိုင်မှုကြိုးစားယူတာမကြိုးစားရင်ဝိပဿနာယာနိကနဲ့အခုတိုက်ရိုက်ဖျက်အဲ့ဒီအလုံးမမလို့သေးဘဲနဲ့အရှိတက်ပြီးပြည့်စင်နေပြီးနေဆိုတော့ဘာမှလည်းမကြောက်လူတွေမှာဈာယီသူ့မေးရိုက်တယ်လို့ပတ်ချလဲနေရွှေကြီးတီးခွဲ့သူ့လေအော်နေတာပဲပတ်ချလဲဘယ်ဘက်သူညာဘက်သူဘယ်ဘက်လဲညာဘက်သူညာဘက်လဲသူ့လိုလည်းမပြီးအော်လို့လည်းမပြီးလဲလို့လည်းမပြီးကြိုးကောက်လွတ်တယ်မရှိဘူးသူ့ခံနေရတာကျင်းတော့ကျင်းနေတာပဲလဲနေတာပဲလဲနေတာပဲ လဲနေတော့မဆုံးအခုတော့ဆုံးလောက်လာဆုံးပြီအဲ့တော့မဟာပလင်ကြည့်မှုဘုရင်ငါကအမိတ်ပေးပြီးတော့မခိုင်းပါဘူးမြတ်စွာဘုရားရှင်ကတတ္တဝါတွေဟာတဲ့ခန္ဓာနဲ့ဒုက္ခနဲ့တွေ့ထီလာလို့ရှိရင်ကာမချမ်းသာနဲ့ကုစားမှရမယ်လို့ထင်ကြတယ်ကာမချမ်းသာနဲ့ကုစားကြတယ် အဲ့ဒီပုဂ္ဂိုလ်မျိုးကြီးတဲ့တပြိုင်တည်းမှာညောင်းနှစ်ခုအစုခံရတာနဲ့အတူတူပဲပထမညောင်းညောင်းစုတဲ့တဲ့ညောင်းညောင်းစုလို့ရှေ့ကိုခုံကျော်လိုက်တကနောက်တကညောင်းညောင်းစုညံနေတဲ့ညောင်းနှဆောင်အစုခံတဲ့ပုဂ္ဂိုလ်လိုပဲတူတယ်သူတော်ကောင်းတွေကြတော့ဒုက္ခဝိညာဉ်နဲ့ရည်ဆိုင်လာတဲ့အခါမှာကာမချမ်းသာနဲ့မလုပ်ဘဲနဲ့အရိယာဆိုတဲ့မဲ့ချမ်းသာသုံးဖို့မဂ္ဂင်၈ပါးနဲ့ကုစားလိုက်တဲ့အတွက်ကြောင့်ညောင်းတစ်ချောင်းသာအစုခံတယ်တဲ့နှစ်ချောင်းအစုမခံရဘူး ဒါဟောဘာလို့လဲဆိုတော့ဝိညာဉ်တက်လာပြီဆိုရင်တက်သာအောင်ကာမချမ်းသာနဲ့လုံကြရဲပေါ့လောကယုတ်ဒီညာလာလို့ဈေးကူးကြမယ်လူကြမယ်လင်းကြမယ်ဒါပဲလုံကြရဲပေါ့အဲ့ဒီမှာမဂ်ကိရှိပါလေယုံကြီးစွာစိတ်ကိုမပူစားကြဘူးအဲ့ဒါကြောင့်မလို့ယုတ်ဒုက္ခလည်းခံရတယ်စိတ်ဒုက္ခလည်းခံရတယ်ဆိုဒုက္ခနှမျိုးမခံဘူးလားဒါဘုရားဟောတာနော်အခုတော့အရိယသူတော်ကောင်းတို့ဟာယုတ်ဒုက္ခတော့ခံရတယ်စိတ်ဒုက္ခခံရနေလားခံတော့ဘူးတဲ့အဲ့ဒါဘုရားဟောတာ ဲ့တော့စိတ်ဒုက္ခမှာလွတ်မြောက်ဖို့အတွက်ဒကာဓမ္မတွေဓာတ်၄ပါးအရင်တည်ခြင်းရမယ်။ဘာလို့အရင်တည်ခြင်းရမလဲ။အကယ်၍ဓာတ်၄ပါးဖောက်ပြန်တဲ့ဒုက္ခဝေဒနာကိုသိမခံနိုင်သေးဘူးဆိုရင်အန္တဘာလပုဒုဇဉ်ပဲရှိသေးတယ်။ဒါအထာဂရတိဒီကာတွေမဟုတ်ဘူးမြတ်စွာဘုရားဟောတာ။ဓာတ်၄ပါးဖောက်ပြန်တဲ့ဒုက္ခဝေဒနာကိုသိခံနိုင်တာကသောတာပန်ပုဂ္ဂိုလ်နဲ့ဘလဝဝိပဿနာပုဂ္ဂိုလ်များမှသာလေဓာတ်၄ပါးသိခံနိုင်ကြတယ်။ သိခံနိုင်အောင်ဒါလေးပါအရင်နေကြည့်ရမယ်။အဲ့ဒါအခုယောဂီတွေအခုဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝနာတက်လာတယ်။မြတ်စွာဘုရားသိခံဆုံးလုပ်ပြီးမကျင့်နိုင်ဘူးလား။သာသနာဆိုတာဘုရားကဒီလိုလုပ်ဟေ့ဒီလိုကြည့်ဟေ့လို့ဆုံးမအဲဒီဆုံးမတာကိုမိမိနာယူပြီးတော့ရအောင်ပေါအောင်ကျင့်လိုက်တော့သာသနာဘုရားခဲတဲ့တိုင်လို့တော့ဘုရားလိုခြင်းနဲ့စိတ်နဲ့ညာစုညှောက်စုသေးလားမစုတော့ဘူးဒုက္ခဝေဒနာနဲ့ရင်ဆိုင်တော့ ်ဆင်းရဲတာရှိသေးလားရှိပါဘူးအဲ့ဒါဘုရားပြောတာပဲဘလဘဝိဝတ်တော်ဝိဝတနာပုံနဲ့သောတာပန်ပုဂ္ဂိုလ်မြန်မာတိုင်းသိခံနေကြတယ်လွတ်တာအဲ့ဒါမှမလွတ်သေးဘူးဆိုရင်ဘာတွေပြောနေပြောအန္တဘာလာကုလူစီမရှိသေးတယ်နော်နာရာနဲ့သောတာပန်ဖြစ်တဲ့ဟိုကသောတာပန်ဖြစ်တဲ့အဲ့လိုဖြောက်ဖြောက်ပြောကြတယ်ဘုံလူအဲ့လိုပြောကြပြီးတော့ဘုရားဒီလိုဟောတာတော့ထင်မတတ်ဘူးကိုယ့်ရဲ့ခန္ဓာကိုယ်ဒုက္ခနဲ့တွေ့လာလို့ရှိရင်အခုယောဂီတို့မဟာပလင်အောင်မှာပြီစစ်စစ်ကြသူ ဟိုဘက်ကလောကဓမ္မိစိတ်တံယတာနာကမတိအာသောကဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမအရိယသူတော်ကောင်းတို့သည်ဘုဒ္ဓတာအတွင်းအပြင်လောကရန်နဲ့ရင်ဆိုင်ရသည်ရှိသောစိတ်နဲ့တွေ့ထရသည်ရှိသောအရိယသူတော်ကောင်းသူတော်ကောင်းတို့စီသည်နာကမတိမတုံ့လို့ဘူးအာသောကဆိုရင်ညီလည်းမရှိဘူးတဲ့ဝိရဇံကြောင်းကြညီလည်းမရှိခေမံစိရဲ့ပင်မညီလည်းမရှိဘူးအခုမဟာပလင်ကြီးလိုက်တာပထမမဟာပလင်မအောင်ရတော့ တဏ္ဍဒေါသလောဘတွေဟုံးထမလားဘူးလားအဲဟုံးထတာတော့အဲ့လိုဟုံးထတာပုတ္တဇဉ်လိုကြီးပဲပုတ္တဇဉ်ဆိုတာအဲ့လိုဖြစ်လာရင်ဘလို့သက်သာအောင်လုပ်လဲကြွမယ်လမမယ်ဆိုတဲ့ကာမချမ်းသာမလိုလားဘူးလားတောင်းတာဒါပေမဲ့တိခံပြီးတော့စွန့်လိုက်စွန့်လိုက်တဲ့အခါကျတော့တဏ္ဍဟာစိတ်ကိုကန့်ကြီးလို့မရဘူးနဲ့သူပြုတ်ခဲ့တဲ့အပယ်လေးပါးမှာခံရမယ်ဆိုရင်ဝိပါကဝတ်တည်နေတယ်ကွာအကုန်လုံးဆွဲပြီးတော့ပြချပါဒီဝိပဿနာကိုသူသိသိထားလို့ခံနေရတယ်လို့ ဒီဘက်ဝိပဿနာမြဲသူပဲစွန့်လို့ပြချသွားတာအဲ့တော့တဏမက်ကတဏကိုစောင့်ရှုပြီးတော့စွန့်လို့ပြီးတော့စောင့်ရလေတခါကျတော့တဏဟာခန္ဓာမှာနေရာမရတော့ဝင်စောလင်ကြာသွားပြီးတော့နောက်တော့အေးပြီးလာပြီးတော့အောက်ကဒုက္ခတာရှိတယ်ဒေါသတို့လောဘတို့ရှိသေးလားတုံ့လို့သေးလားစိုးရိမ်မှုရှိသေးလားကြောင်းကြမှုရှိသေးလားပင်မစည်းမှုရှိသေးလားအဲ့တော့မင်္ဂလာတရားနဲ့ညီမှုသွားဦးလား။အော်မင်္ဂလာတရားနဲ့ညီ။အဲ့ဒါကြောင့်မို့ ဇုံစရာတော်ကြီးကမခန္ဓာမှန်ပါပြီဒီတရားမယန်းနိုင်ပြောရတဲ့စကားမခန္ဓာမှန်ပါပြီဒီတရားခန္ဓာအောင်ခံတန်ត្រာကျော်မျိုးကြမြန်ခန္ဓာအောင်လှဲ့ပဲလှုပ်ပြင်းမရွှေ့နေမယ်ဆိုခန္ဓာအောင်လိုက်လို့နေမှာမဟုတ်လားအဲ့ဒါဆိုရင်တန်ត្រာလွတ်ပါမလားအဲ့လို့ဆိုဥစဉ်တို့တရားညင်းစေတဲ့တရားလားတန်ត្រာမှလွတ်အောင်ရုံးတာလားဆိုဒါပေမဲ့ဒါတဏှာကိုဖော်ထုတ်လိုက်တာမဟုတ်လား ဝေဒနာဖွေရှာမတသေကမမြတ်ဖြစ်လိမ့်မည်ဝေဒနာဖွေရှာတတ်မှသေကမြတ်ဖြစ်လိမ့်မည်တဲ့ဆုံးဆရာတော်ကြီးကဝေဒနာဖွေရှာတဲ့ကြမ်းကြမ်းဖာမန်ကိုဘာပလီချိန်ပြီးဖွေရှာပြီးတော့မထိုင်ရဘူးလားမထိုင်ပါဘူးတမင်းကအနာခံလေးကျင်တာလားတဏှာပေါ်ထုတ်တာလားတဏှာပေါ်ထုတ်တာအဲ့တော့အရင်တော့ဝေဒနာတော့ကတဏှာဘုံမလာဘဲနဲ့ငယ်သားလောက်ကြီးညွှန်နေတာတကောင်ကြွားလိုက်နောက်တစ်ခါငယ်တဏှာငယ်သားလွတ်လိုက်တော့လာလာတောင်းတဲ့တဏှာဆုံးတယ်လို့ရှိခဲ့လားပထမတရေငါဝိက္ခမနာမှာမရှိခဲ့ဘူး အခုမဟာပလီလေးချိတ်ကငယ်သားနဲ့မရတော့တဏဘူတက်မလာဘူးလားမလာဘူးတရာဘူပညာဘူနဲ့တဏဘူနဲ့တိုက်တာနောက်ဆုံးတရာပညာနဲ့သိခံခြင်းစွန့်လို့ခြင်းဖွင့်လို့ခြင်းတဲ့မြတ်စွာဘုရားဟောတဲ့နော်ဇာကောစွန့်လို့လိုက်ပါပဋိနိဒေကောဝိဉ္ဇဉ်စွန့်မှာမုဋ္ဌိလွတ်အောင်နေပါသောဇာကောစွန့်လို့ပါသောသိမခံမနဲ့စွန့်လို့ရပါမလားအဲ့တော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ဒီပါခြင်းလေသိခံတဲ့အကျင့်စွန့်လို့တဲ့အကျင့်စွန့်လို့စရာမရှိအောင်စွန့်လို့တာ လက်ရောခြင်းတဏှာလောက်ပါပြင်မှာမပါဖြစ်ပါလို့တောင်းခံတာကိုလက်ရောတာတွေကိုဘာလို့ရမှာလဲစွန့်လို့တာစိတ်မှတဏှာကတ်လို့မရအောင်စွန့်လို့ဇာမရှိအောင်အကုန်စွန့်လို့လိုက်တော့တဏှာဒီခန္ဓာမှာတည်လို့ရသေးလားမရဘူးအဲ့တော့တဏှာလွတ်တဲ့ဇေကရမလာဘူးလားတဏှာလွတ်တော့နိရောဓနိဗ္ဗာန်တန်တန်ကြီးသက်စွာသောယံပရံခြင်းနိဗ္ဗာန်ကြီးအတ္တိရှိမိတ္တတော်အောက်ကဓာလေးပါးကြီးမဟာဝေကြီးချိန်ထားပြီနဲ့အဘောကအေးပြီးတော့ငင်းနေတဲ့တက်ကလေးအတုံးလုံးသေးလား ဘုတုံးတော့တန်တန်ညီသက်သာသောယံပြန်ရင်းနိဗ္ဗာန်ဒီအဋ္ဌိရှိတံပရံဒုနိဗ္ဗာန်ကိုဘိသမေဇဉာဏ်ဖြင့်မြတ်မောက်ပြုလိုသောဒီကရဏီယကြည့်ရမယ်ဘလို့ကြည့်ရမလဲသက်ကောအသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲကြည့်ရင်ဒီလေအာသဖြစ်ရည်မာဘလိဟိတသေးသေးလားမသေးပါဘူးမသေးပါဘူးဒီနေ့တေအောင်တတ်တဲ့တပ်ပွဲကြမှာလက်ကလေးမြောက်ကြမှာလေဒူးလေးကြွားကြမှာလေဟိုဟာလေးလှုပ်ပြီးပါအောင်နဲ့တောင်းခန္ဓာသိမခံနိုင်တော့ဘူးအခုတည်းကတေမပြင်စင်လို့မရဘူးကောင်းလုံးနဲ့ကဂျန်ကျုံမာမာလေးက နော်တကယ်သေပြီးရင်ဆိုင်ရမယ်တကမှွေမဲ့တဏ္ဍာကိုမသိရင်ကျမ်းမာတော့နဲ့ပေါ်တော့ပြီးသားတော့နောက်တော့အေးမသွားဘူးလားအေးသွားအောင်လုပ်တာညှင်းစရာမဟုတ်ဘူးနော်မဟုတ်စရာတော့ကြီးကလည်းမရှိပါဘူးခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာတွေကိုကြောအောင်ရှုကြမမိမလျော့နေကြအမဘုရားရောကြီးကဘာအောင်ရှုခိုင်းပါလဲဝေဒနာကိုရှုပါတယ်တလေးပါဖောက်ပြတဲ့ဒုက္ခဝေဒနာအစအလယ်ဆုံးကြောင့်ဖြစ်လာမဲ့သဘောတရားတွေရဲ့နံဖြစ်ပြဆုံးအောင်ရှုပါဆိုတော့ အခုပြောတော့သိရင်တော့ပြောကြတာပေါ့အခုကျင့်တော့ဒါပဲမဟုတ်ဘူးလားအရိယာတို့ကဘယ်နှမျိုးရှိလဲဓမျိုးပဲရှိတာပဲဒီနံကမထမ်းပါဒီနံကမထမ်းရဲ့ဖြစ်ဖြစ်ဒီဘယ်ဝင်ပြီးပြလာလဲဝေဒနာဝင်ပြီးဖြစ်မလာဘူးလားအဲ့ဒီယုတ်တရားရဲ့ဓာလီပါကင်းပြီးတော့စိတ်ဖြစ်လို့ရလို့လားမရအဲ့တော့ဓာလီပါဖောက်ပြန်လာတဲ့ဒုက္ခဝေဒနာမှာခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဆရာတို့ကြီးယုံနာချုပ်ကန်ကြီးမှာအလူလိုက်ခံစားရတဲ့ရိစက်နေတဲ့သဘောကြီးကို ဒကာဓမ္မတွေကိုဘုလို့ကြည်ကြတဲ့ရစ်ဆက်နေပြီတဲ့အာမနာကိုအဲဒီရစ်ဆက်နေတဲ့ဒုက္ခဝေဒနာနဲ့ရှင်ဘက်စိတ်ကြည့်ဥသောနန္တရားတို့ဖြစ်ပြဆုံးအောင်မရှိခိုင်းဘူးလားအခုတော့ဒါလေးကဖောက်ပြန်တဲ့ဒုက္ခဝေဒနာသေအောင်စောင့်မနေတော့ဘယ်နဲ့မဟာပလင်နဲ့ပေါ်ရတော့အဲဒီဒုက္ခဝေဒနာဖြစ်လာမဲ့နန္တရားရဲ့တဏှာလောဘတရားတွေဖြစ်ပြဆုံးသွားတော့နောက်တစ်ခါချုပ်ဆုံးနိဗ္ဗာန်ဆိုတော့ဇီးရဲစိတ်ပေါ်သေးလားဝေဒနာဆုံးမသွားဘူးလားတဏှာရောဆုံးမသွားဘူးလားတိုင်းဥစဉ်တို့သင်္ရင်မိုးကုတ်ရှိသေးလား ရှိပါဩဒါပဲလို့ရပါဘူးဟုတ်ပြီနော်ဖြစ်ရတာပဲလူကျင်တာကခန္ဓာရှိတဲ့သူတိုင်းခံစားမယ်ဝေဒနာတို့ကိုဆုံးအောင်ရှုမှာဝေဒနာရဲ့အဆုံးကြီးပါလေနိဗ္ဗာန်ပြင်လိုက်တာဆုံးသလားမလည်းရွှေ့လိုက်တာဆုံးသလားမဆုံးဘူးအဲ့တော့ဆရာတော်ကြီးဩဝါဒနဲ့ကိုလုံးညာနဲ့ဟုတ်ရဲ့လားဗောစမ်းစရာဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားကတပည့်တွေကိုဆရာကတော့တရားပြတဲ့အခါမှာအထင်းတွေနဲ့အရင်ဥမ္မာပေးခဲ့တယ် ခလေးကဥကြံခွဲတိဒုဒုလို့စားနေမြုံမဲ့ဆိုရင်တဲ့အထင်းတရသူ့နေတဲ့ကွာအပေါင်းဆွဲထုတ်လိုက်ပါတဲ့ပင်မင်းကြီးတော့မရှိဘူးလို့ငါမဆိုလို့တဲ့တို့တော့လည်းပဲဒီအားကသူရင်းစင်းနဲ့တန်တရာပေးစင်းတဲ့ဆိုင်ပြောပါလို့ဆရာရှိသေးလားအဲ့ဒါလေးကိုညာလိုက်မယ်ဆိုရင်ပြစ်စုံမှလည်းသိဘူးနောက်မသိဘူးအဲ့ဒါကြောင့်လို့ဆရာဟာတပည့်ကိုညာပြီးမပြအောင်ဆိုတာတက်တက်ဒံပေးထားတာမဟုတ်ဘူးဒုက္ခဝေဒနာကိုအကြောင်းခံ၍ဖြစ်ပေါ်လာမဲ့တဏှာကိုခေါ်ထုတ်ပြီးတော့မဲ့ပဲထုတ်ပြီးတတ်လေအခြေကို အဲ့လိုမှမကျင့်ဒီတနာဆုံးပါမလားဟုတ်ယောဂီတို့ဒီကမာပလီမကျင့်နေမှာနော်ဘဝင်ပိုင်းမှာနော်ဝိညာဉ်တက်လာလိုက်သီခံဆုံးလို့ဇောက်ကျူလိုက်ဝင်ကြသွားလိုက်တတိလိပြန်ပေါ်လာငါသီခံဆုံးဇောက်လို့ရှူလိုက်တနာလွတ်လိုက်တနာရှိနေပြီတနာနေရာမရလို့ကသူတည်နေတာအလိတတိလိလို့ဇောတက်လာရင်တနာဝင်မကဘူးလားမှန်ပါဘူးအခုတော့တနာဝင်ကသေးလားမကတော့အဲ့တော့တနာဝင် နိရောဓဆိုတာအဲ့ဒါတတိငါဝိကံမနာသမုတ်စီဓာအာဖြင့်နိရောဓသစ္စာဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝိညာဉ်နဲ့ရင်ဆိုင်ရတော်လေးပဲနောက်တစ်ပံအခုမနေ့ကမဟာပလင်ခြေတဲ့ပုဂ္ဂိုလ်ကြီးအခုမနေ့ကခြေတာအာမခြေတဲ့ရှင်းနိုင်မှပြန်ချိန်တော့ဒုက္ခဝရတော်ရှိတဲ့ဇေယတာတွေပေါ်သေးလားမပေါ်တော့တခါငြိမ်းသွားတော့တာဖြစ်ပြက်ဆုံးပြီးဒိဗ္ဗမှာပဲမင်းမောက်ပြုတ်မနေဘူးလားဩအဲ့ဒါကိုကြည့်လိုက်တယ်အဲ့တော့မဟာပလင်ရဲ့ကျေးဇူးစီပါရလေတဲ့ ဒီကံဆုံးလို့ပြီးတော့မဘိရှိပါနဲ့လေယောင်ကြီးအောင်ကြင့်လိုက်တဲ့အခါကျတော့အဲ့ဒီစိတ်ကလေးကမတုံမလုံငြိမ်သက်ပြီးတော့နေတဲ့ကဒုက္ခရှိပြီနဲ့ပြုပြင်လို့တဲ့မခြင်းရွှေ့ခြင်းနဲ့ဟိုလိုမဒီလိုမဆိုတဲ့ပြုပြင်လို့တဲ့စေတနာရှိသေးလားရှိပါဘူးသင်္ခါရတွေချုပ်သွားဘူးလားအဲ့ဒီသင်္ခါရကြောင့်ငရဲကြတာလေလောဘသင်္ခါရဒေါသသင်္ခါရမောဟမာနဆိုတဲ့ဒုက္ခဝေဒနာပြုပြင်လို့တဲ့သင်္ခါရပစ္စည်းကဝင်ခြင်းဆိုပြီးအပယ်လေးကိုခဏမရဘူးလားအခုအဲ့ဒီသင်္ခါရချုပ်တော့အပယ်လေးပါကြအောင်လားသင်္ခါရချုပ်တော့သင်္ခါရနိရောဓပါလေ နိဗ္ဗာန်နိဗ္ဗာန်ကမြင့်မောက်ပြီးတဲ့သင်္ခါရချုပ်တဲ့သင်္ခါရနဲ့တန်တဲ့เนาะအပယ်လေးပုံကသင်္ခါရမှမရှိတော့အပယ်လေးပုံကြရစရာ အကြောင်းရှိသေးလားအဲ့ဒါအာသင်္ခါရတ္တသင်္ခါရတ္တတွေချုပ်သွားရင်ဘာတတ်လဲအာသင်္ခါရတ္တအာသင်္ခါရတ္တနိဗ္ဗာန်တို့မြင့်မောက်ပြရပါလို့မြင့်မောက်ပြရပါလို့ဘုရားရှင်ရေခင်ဗျားတို့စုတောင်းတာအခုရမှာတော့ဘူးရသွားပြီဘယ်အာသင်္ခါရတ္တအပယ်လေးပါးကိုကြတဲ့မိကြောင့်တောင်းလောင်မဲ့မိချုပ်ရအဲ့ဒီကြပြုပြင်မှုကင်းရတတ်ရမှာတော့ဘူးလား အဲ့ဒါအသင်္ကရတ္တအဲ့တော့အသင်္ကရတ္တအပဏိဟိတပဏိတဆိုတာတောင်းတောင်းခံတာဒီလိုလေးဝင်လာတက်လိုက်ဘယ်လိုလုပ်ရရင် ကောင်းမလဲဘယ်လိုပြင်ရရင် ကောင်းမလဲမတောင်းခံဘူးလားအဲ့ဒါပဏိတတောင်းတအခုဒါလေးပါဘောဒုက္ခဝင်တာဇာနဲ့တပည့်လက်တွဲညီကြည့်လိုက်တဲ့အခါကျတော့တဏှာနဲ့စည်းမှုချုပ်သွားတော့ကိုယ်လိုလေးလှုပ်ချင်သေးတယ်ဒီလိုလေးမှကောင်းမယ်ဆိုရင်တောင်းတာရှိသေးလားအဲ့ဒါအပဏိဟိတနိဗ္ဗာန် နော်ပထမအာသင်္ကရနိဗ္ဗာန်ဥပအပရိညာနိဗ္ဗာန်အခုနောက်တစ်ခါပြန်ထိုင်တော့ဓာလေးဝဘောပြန်နဲ့ဒုက္ခဝေဒနာရှိတဲ့စီယမီတောက်တာပေါ်သေးလားမပေါ်တော့စီယမီတောက်ရင်တတ်ရမယ်ဘောဓိပက္ခရတရားလူသေးလားအဲ့ဒါသုံးညတနိဗ္ဗာန်အရင်တော့ဝေဒနာတက်လိုက်ရင်လှုပ်ခြင်းသေးတယ်မှားခြင်းသေးတယ်ကြွေ့ခြင်းသေးတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲကိုယ်လုံးမဒီလုံးမမှားမမှားအောင်မလားဆိုတော့အဟုသို့သင်္ခါရနမိတ်တွေမပေါ်ဘူးလားအခုအဲ့ဒီနမိတ်တွေရှိသေးလားအဲ့ဒါအာနိမိတ်တဟုတ်ပြီလားအာနိမိတ်တနိဗ္ဗာန် အပရိဟိတနိဗ္ဗာန်နော်သုံညတနိဗ္ဗာန်အသင်္ကရနိဗ္ဗာန်တန်တိဒုက္ခတကယ်ကိုပြစ္ဆုတ်ပံတဲ့တဲ့ကြီးမှာချမ်းသာတာမရဘူးလားတန်တိရှိတယ်ဒုက္ခချမ်းသာတာကြီးအောက်ကမဟာပလိခြေကြတဲ့အဘောကချမ်းသာတာကြီးရှိညာကိုယ်ကိုယ်တိုင်မျက်မှောက်မမြင်ရဘူးလားအာဒိဋ္ဌရမောကိုယ်ကိုယ်တိုင်လက်ထဲရောက်လို့မြင်ရတာပါကိုယ်တင်ညာဤအညာတိကိုယ်တင်ညာဆိုသိသွားပြီဒါတို့သိသွားတာအညာတိကိုယ်တင်ညာဒိဋ္ဌရမောကိုယ်တိုင်မြင်သွားပြီတဲ့ပတ္တရမောလက်ထဲရရှိသူမြင်သွားတယ်ပရိယောကာလဓမ္မအတွင်းပြင် အော်ဒီချမ်းသာကြီးကဒီလိုပါလားလို့နော်အလွင့်အပြည့်သဘောပါကြည့်ရတယ်တိန်နာဝစီကိစ္စဟုတ်ပါဟုတ်ပါမလားဆိုတော့ဝစီကိစ္စပါမရှိတော့ဘူးအဲ့လိုရဝိကရကရံတော့သူများအားပေးလို့သူများအကြောင်းခံပြီးတော့ရတာလည်းမဟုတ်ပါဘူးဟုတ်ပြီလားကိုကိုတိုင်းသိပြီးတော့ရတာပါတဲ့အဲ့ဒီလိုအပြည့်ရှိချက်ရှိတယ်အဲ့ဒီအင်္ဂါရှိချက်နဲ့စစ်တော့ကြိုက်မနေဘူးလားအဲ့ဒါနိဗ္ဗာန်မြင်မောက်ပြရတယ်ဆိုတာကတတ္တကြီးလိုက်ပြရတာငခုရှိပြီးသားကိုမြင်မောက်ပြရလားဩဒုက္ခနိရောဓသစ္စာဟာ သမုတ်စီတာဘာနော်ဟလဲရတဲ့မှာအေးဒီတက်လေးရှိပြီးသားလေးကိုနော်အချိန်ကြီးပြန်ပြန်ပြီးတော့အောင်ပြုတဲ့နိဗ္ဗာန်ကိုအောင်ပြုနေတာပေါ့သောတာပန်နေရနိဗ္ဗာန်ကိုအောင်ပြုလိုက်သားနဲ့မြားနဲ့နေလိမ့်မရဘူးလားရတာပဲအခုတော့အပြင်မှာထွက်ပြီးလုံးအလုံးလုံးပဲစားမယ်သွားမယ်နေမယ်ကိုယ်ခန္ဓာအေးဒီတက်ကလေးအောင်ပြုလိုက်ရောမရဘူးလားအဲ့ဒါဖူခံစားလိုက်အပြင်အောင်ကာမဘုံမှာထွက်လိုက်ကြကြနေတော့မသားရလိုက်မိမိအေးချမ်းတဲ့နေရာလေးဖိုလ်လေးပြန်ခံစားလိုက်အဲ့လိုသောတာပန်နေလာကာမဂုဏ်တော့လွတ်ပြီလား ကာမဒုက္ခမှာတော့မလွတ်သေးဘူးဟုတ်ပြီလားဒုက္ခဝေဒနာနဲ့ရှင်တဲ့ဒေါသအပဲလေးပါးကြသေးတဲ့အကြောင်းမှာတော့ရှိသေးလားအကြောင်းချုပ်မသွားဘူးလားအကြောင်းအကျိုးဆုံးချုပ်သွားပြီဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့မဟာပရိဉ္စိတ္တဆိုတာညှင်းစက်တာမဟုတ်ရက်စက်တာမဟုတ်ဘူးအခုတော့ဘာဖြစ်လာလဲဆိုတာခန္ဓာကိုယ်ကြီးဒီလောက်ညှင်းစက်တော့ဘလို့လို့တရားရမှာလဲဒီလောက်ဝိမာန်နဲ့တမာတိယဘလို့လို့ဖြစ်မှာလဲအဲ့လိုကတမျိုးခန္ဓာကိုယ်အနာခံပြီးကြည့်ရမလို့ဘူးတရားဆိုတာအေးအေးလေးကြည့်ရတာတက်တက်သာသာကြည့်ရတာလို့ပြောလို့ပြော နော်တရားတချို့ထိုင်ကြမလို့ပါဘူးအဲ့လိုကြီးရှောက်ပြောရတာအခုဘယ်နဲ့လဲအဲ့ပုံကိုဒီလိုအေးတတ်ရပါမလဲပြစ်စပ်ပါလဲတိုက်ခေါ်တဲ့ခါကျကားကနေတော့မှာပြောတာကတော့ရှောက်ပြောလို့ရတာပေါ့ရေးတာတော့ရှောက်ရေးလို့ရတာပေါ့ခန္ဓာနဲ့တွေ့ထိလာတော့ဘုဒ္ဓသာလောကတာပြီးဆိုလောကရန်တရားနဲ့တွေ့တော့တုံ့လို့မသွားဘူးလားတုံ့လို့သွားပြီအေးအဲ့ဒါကြောင့်မလို့အခုဥစဉ်လို့ကျင့်နေကျင့်နေလေဖျားလူကြီးကဥစဉ်ဒီတန်းဟောခဲ့တယ်မွေလေးကောင်မှလွတ်တဲ့နေရာရောက်ပြီး ဖာဒီဥသောဒေါသကောထုတ်ပြီးသွားပြီဆိုတဲ့အစိရမကောင်းလားဘုရားဟောဒေသနဲ့လွဲသေးလားမလွဲတော့ဘူးအဲ့ဒီလိုဆရာနဲ့မိမိကသရာပညာနဲ့ဘုရားဟောဒေသနာနဲ့ကြည်စင်နဲ့တထထဲသွားဦးစင်းအပွားယောဂီတို့တာမင်းညလက္ခဏာယုံနာနေတာပြောသေးတယ်တကယ်ပရမယုံနာပြပါတယ်လို့ဦးစင်းပြောတာတခွန်းပါလားမပါဘူးနော်ဒါတရုဏဝိပဿနာအခြေခံဝိပဿနာယတိကအခုတော့ အဲ့လိုချုပ်ချင်းသွားပြီးတော့အယောသူကံပဋ္ဌာန်းမြင်တဲ့ဘက်ကအယောသူရှုတဲ့အခါမှာဓာလီဝအောက်ကဖောက်ပြန်နေနေပြီအယောသူကံပဋ္ဌာန်းပြက်တာရှိသေးလားမရှိတော့အဲ့လိုမှမဟုတ်ဘဲနဲ့အယောသူကံပဋ္ဌာန်းကိုနေပေါင်းများစွာပွားလို့ရလာပြီနဲ့ဝေဒနာပေါ်မှာတဏှာမတက်လို့ရင်ဒုက္ခဝေဒနာလည်းတက်တော့ဒေါသတွေဖြစ်လာပြီသူ့အယောသူနုမေကြီးပြောက်သွားတယ်လွတ်လွတ်လွတ်သလားလွတ်ဘူးနော်ဒါကြောင့်မို့ပြက်စွာပြရဘူးအလေကောင်းနေထားချုပ်ဟောတာလားငွေလေးကောင်းနဲ့ဘာကလွတ်ဖို့ပဲပြောတာလေကျန်တာဘာပြောတာဖះပြန်ကြည့်တယ် လုတ်တဲ့ပုဂ္ဂိုလ်ရောက်လိမ့်မယ်လို့သိလိမ့်မယ်နော်ဘုရားလုတ်တဲ့ပုဂ္ဂိုလ်ရောက်လိမ့်မယ်ကောက်ကြောင်းထားခဲ့တာအခုတော့ဒုက္ခဝေဒနာမှာဒေါသလုတ်တဲ့လောဘကိုနတ်လို့တဘောစလုတ်တော့လုတ်ချင်တာပေါ့ပြင်းလို့ပြင်းချင်တာပေါ့မတော့မချင်တာပေါ့လိုက်တော့လိုက်ရောချင်တာပေါ့သို့တော်လည်းပြင်းချင်မချင်တဲ့အလေးလေးပါလို့ရလဲချိုးချန်လိုက်တာဟုတ်ပြီလားတဘောစချိုးချန်တာကျင်းယမစရိယင်းစယမစရိယာဆိုတာပါလေမြတ်တဲ့အကျင့်ဆိုတာမဂ္ဂေ၈ပါးအိန္ဒြိယတံဝရသီလဒီသီလတွေကမမြတ်ဘူးလား မြမစရိယင်းစအဲ့တော့မြတ်တဲ့အခြင်းတွေကိုကျင့်တဲ့အခါကျတော့အာတာပိသံအာတာပိဝရိယသမပဋ္ဌာန်လုံးလားသတို့တွေကဘလားပြင်းပြင်းထန်ထန်တဏှာလည်းမထွက်ခဲ့သံအောက်ကမဟာပလီချိန်ကြတယ်မတက်ပြီးတော့တဏှာလည်းထွက်ပြီးတော့ဒီဘွဲကတော့နော်ဘုံပထားဝဲဆိုပြီးတော့စိန်ခေါ်ပြီးတော့တဏှာကိုသရပညာနဲ့တိုက်တော့တဏှာနောက်ဆုံးရှုံးပြီးတော့တဏှာပါအပြီးဆုံးသွားဘူးလားဆုံးသွားပြီနောက်ထပ်တဏှာပေါ်မလာတော့ဘူးအဲ့လိုဆိုလို့ရှိရင်ယောဂီတို့မဟာပလီကြည့်စီသည်ကိုယ့်ရဲ့စကံအတွက်ဒုက္ခဝေဒနာမှဒေါသချုပ်ချောင်း အဘယ်လေးပါအောင်ကြစေသေခါရနေငါပေါင်းကြီးနာပါပဲလို့ဆွလန်းတာတဲ့အမိုင်းကဆွလန်းတဲ့ဒိဋ္ဌိတွေကြိုက်တာခဲတော့ကြောင့်ဈေးရပါတဲ့ဆိုတဲ့ဝေနာဘောကမိုင်းကဆွလန်းတဲ့ဒိဋ္ဌိတွေပြုပြလို့တဲ့သင်္ခါရတရားတွေအဲ့ဒါတွေရှိသေးလားအဘယ်လေးပါကြစေတဲ့စိတ်တွေရှိသေးလားမရှိတော့ဘူးအဲ့လိုဆိုဦးစင်းတို့ဒုက္ခဝေနာမှာဒေါသလွန်ကြောင်းဤကောင်းပြီးသွားပြီအဲ့တော့ဒီဒုတိယအခုကြည့်မဲ့ကြည့်နေမှာမဟာပလင်ကြည့်ရင်တဲ့ပုဂ္ဂိုလ်ဟိုဘက်ရောက်ကုန်တော့ မဟာပလီကြီးမရှိသေးလားဟဲ့အဲ့တော့မဟာပလီမကြီးတဲ့ပုံကိုယ်တွေကဒီမှာကြည့်တော့ဒီပဲဦးစင်းကဘယ်လိုကြည့်ရမယ်မကြည့်ရမလို့ဦးစင်းမဆိုလို့နမူနာကြည့်ပြသွားပြီအဲ့လိုကြည့်ပြသွားပါလဲနဲ့တော့မိမိတို့မကြည့်ဘူးဆိုလို့ရှိရင်တော့ကိုတောင်းအဲ့ဒါကြောင့်မို့ဦးစင်းကဦးစင်းကနမူနာပြပြပြီးတော့မှဦးစင်းခိုင်းသွားဘဝင်ပိုင်းတော့လည်းစပြီးဘဝင်ပိုင်းညွှန်ကြပြီးတော့ထိုင်ခိုင်းကြည့်ရအောင်လို့လျှောင်းခိုင်းတော့ရမှာပါဘူး ဒါအဖြစ်ပဲဒီလိုစွန့်လုံးမှုရဲ့အဆုံးတွေဟာဒါနိဗ္ဗာန်ပဲလို့အဲ့လိုပြပြပြီးတော့မှထိုင်ဘူးပေါ့ဘောရရောတော့ဆံရွတ်တဲ့ရတဲ့အတိုင်းရောလုံးဝမရမှာပါဘူးလားရပြီနဲ့တဏှာဆုံးသေးလားကြံသေးတယ်ကိုလည်းသိတာပဲမဟုတ်ဘူးလားဆရာလျှောက်ပြီးရောက်ပောက်ရလျှောက်ပြောလို့ရတာအဲ့တော့မှတဏှာရောမြင်နေသို့တော်လေတဏှာပေါ်ပေါ်လာသေးတဏှာမဆုံးဘူးအဲ့တော့မှမဟာပလင်ကြည့်စင်နေကြတော့တဏှာပေါ်တော့နောက်ထပ်လာသေးလားအဲ့ဒါကြည့်စင်တစ်ချက်ချင်းတက်သွားတော့ဟုတ်ပြီနော် အဲ့တော့ဒေဟုလည်းလွမြောက်သွားပြီ။ဘယ်နမောတ္တနဲ့ဘုရားကတော့